ကျွန်တော်ဒီနေ့မျှဝေပေးခြင်းနာလီကတော့ quantity ပေါ့နော် data ထဲမှာရှိတဲ့ data 2တဲက consolidate ဆိုတဲ့အသုံး consolidate ကိုအသုံးပြုလင်းလေးဖြစ်ပါတယ် consolidate ကိုဘယ်နေရာတွေမှာအသုံးပြုတယ်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ပေါ့နော်မတူညီတဲ့ reference မှာအမှရှိတဲ့ data တွေကိုပေါင်းနဲ့ summarize လုပ်တဲ့အခါမှာအလွယ်တကူ summarize လုပ်လို့ရဆုပ်လို့ရပါတယ် summarize လုပ်တဲ့နေရာမှာအသုံးပြုပါတယ်ဥပမာဆိုရင်ကျွန်တော်ရှိမှာဒီမှာ table လေး၃ခုပေါ့နော်ဒီ sheet 2မှာ table လေး၃ခုရှိတယ်အဲ့ level 3ကတော့ကက်ဟိုပါပေါ့အဲ customer တွေရဲ့အယောင်း အားလေးတွေပေါ့နော်ရောင်းအားတေးပဲလေး၃ခုရှိတယ်ဒီမှာဆိုရင်ဇန်နဝါရီအတွက်ဖေဖော်ဝါရီအတွက်မတ်လအတွက်ဆိုပြီးတော့တေးပဲလေး၃ခုရှိပါတယ်သူမှာတူညီနေတာကတော့ကော်လန်လေးတွေဒီတေးပဲတစ်ခုနှစ်ခုတေးပဲတိုင်းမှာကော်လန်နှစ်ခုပဲပါပါတယ်ပြီးတော့ဒီမှာကက်စတမာတွေကလည်းအများအပြားတူပါတယ်ထပ်တိုးလာတာတွေရှိပြီမဲ့သူကထပ်ထပ်ပြီးတော့ပါနေပါတယ်ဒီ၃ခုစလုံးမှာအဲဆိုတော့ကျွန်တော်ကဒီကက်စတမာအလုံးအထမအောင်ကျွန်တော်ဒီကက်စတမာအလုံးဘယ်နှယောက်ရှိလဲအရင်စစ်ကြည့်လိုက်မယ်ပေါ့နော်ကျွန်တော်ယူနီလေးနဲ့ဟိုပါပေါ့ဂျူပလီကိတ်လို့ ပြီးစစ်လိုက်တဲ့အချိန်မှာ customer 6ယောက်ရှိပါတယ်။အဲဒါဆိုတော့ customer 6ယောက်ရှိရင်ကျွန်တော်ကအဲ့ဒါလေးကိုဒီ ဒီ data လေးတွေကိုပေါ့နော် customer ဒီဘက်မှာဆိုလို့ရှိရင် customer January February March ဆိုပြီးတော့သူ customer name လေးနဲ့ January မှာဘယ် customer ဘယ်လောက် February မှာဘယ်လောက် March မှာဘယ်လောက်ဆိုပြီးတော့မှကျွန်တော်ကဒီမှာပေါ်လာပေါ်ကျင်တာပါအဲ့ဆိုတော့ကျွန်တော်က column ဆိုလို့ရှိရင် customer ရဲ့မတူညီတဲ့ဟာဆိုလို့ရှိရင် customer တူညီပြဆိုတော့ဒီမှာ၃ခုပေါ့နော်လ၃ခုနဲ့ customer ဆိုပြီးပေါ်မယ်ဆိုတော့ column အားဖြင့်၄ခုရှိမယ် row အားဖြင့်တော့ ကိုးချောင်းရှိမယ်ပေါ့နော်အပေါ်ကထိတ်တစ်ချောင်းနဲ့ဆိုရင်အားလုံး၁၀ချောင်းရှိမယ်အဲ့လိုကျွန်တော်အရင်ဆုံးဆက်လက်မှတ်လိုက်ပါမယ်အဲ့ဒါဒီ data တွေက ဒီ consolidation ကိုသွားမယ် consolidate ကိုသွားမယ်အဲ့မှာ function ရှိတယ်အဲ့ function မှာသူကအမျိုးမျိုးရှိပါတယ် sum လုပ်လို့လည်းရတယ် count လုပ်လို့လည်းရတယ် average တွေလည်းရှိပါတယ်ပြီးတော့ဒီမှာ reference ဘယ် reference တွေကိုညွှန်းချင်တာလဲပေါ့နော်ကျွန်တော်ကပထမဆုံးဒီ customer ဆိုတဲ့ဒီပေါ့နော် January ရဲ့ reference လေးကိုညွှန်းလိုက်မယ် January table လေးကိုစမ်းမလိုက်မယ် at ကိုပေးလိုက်တယ်ဆိုရင်ဒီ all reference တွေကိုရောက်သွားပါပြီနောက်တစ်ခု February ကိုပေးလိုက်မယ် s ကိုနှိပ်လိုက်မယ်ဆိုရင် s ကိုနှိပ်လိုက်မယ်တခုရောက်သွားပါပြီပြီးရခါကျတော့ကျွန်တော်ကဒီ mass လာကိုပဲပြီးလိုက်မယ်ပေါ့နော် s လို့လိုက်မယ် အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်ဒီမှာ use level in ဆိုတာရှိပါတယ်အဲ့ဒါဘာကိုပြောရလဲဆိုတော့ tor rule ဆိုရင်ဒီအပေါ်မှာရှိတဲ့ top မှာရှိတဲ့ခေါင်းစဉ်တွေပေါ့နော်ဒီမှာ customer january ဆိုတာမျိုးပါအဲ့ဒီ tor rule ကိုလည်းကျွန်တော်ကအသုံးပြုမယ် left level ကိုလည်းအသုံးပြုမယ်လို့ပြလိုက်ပါမယ် left level ဆိုရင်တော့ဒီ customer name နေပါကျွန်တော်က tor rule ကိုလည်း january february match ဆိုပြီးလိုချင်တယ် left column မှာလည်းဒီမှာပေါ့သူရဲ့ customer name လေးတိုင်းလိုချင်တယ် okay ဆိုပြီးပြလိုက်ပါမယ် အဲဆိုရင်ဒီမှာ January February March ဆိုပြီးတော့ A1 အောင်ကောင်းမင်းမင်းကိုကိုဆိုပြီးဒီမှာ customer 6ယောက်စာလဲကြားလာတယ် January February March ဆိုပြီးတော့လဲသူက summarize လုပ်ထားတဲ့ data လေးတခုထွက်လာပါမယ်ကျွန်တော်ဒီမှာစမ်းလေးနဲ့တစ်ချက်ပေါင်းထားကြည့်မယ်ပေါ့နော် sorry ပါ ိုကျင်းစီတူလာလဲကျွန်တော်ပေါင်းထားလိုက်ပါတူတယ်လေးဒီအောင်ကျွန်တော်ပေါင်းထားလိုက်ပါနော်ဒီမှာဆိုရင်အလုံး30နဲ့100ရှိရပေါ့เนาะကျွန်တော်ဒီမှာသူ့ရဲ့ data လေးဘွားပါလေးကို data table တွေနဲ့ total row လေးတွက်ထည့်လိုက်မယ်ပေါ့နော်ဒီမှာလဲ total row လေးထည့်လိုက်မယ် table design ကနေ total sorry total row လေးထည့်လိုက်မယ်အပြင်ဒီမှာလဲ total row လေးထည့်လိုက်မယ် oh sorry ဒါဆိုရင်ဒီမှာဆိုရင်9သိန်း3000 6သိန်း8000 16သိန်း6ပါရဲ့အဲဒါဆို30နဲ့တက်တောင်းဖတ်တယ်ပေါ့နော်ဒါဆိုရင်ဒီအားလေးကပေါင်းပြောင်းသွားပါတယ်အဲ့မှာကျွန်တော်တို့ကဒီနေရာမှာကျွန်တော်က A1 ကို9သိန်းလို့ပြင်လိုက်ပါပေါ့နော် ဒါသိန်း3000ဖြစ်သွားတယ်ဒါပေမဲ့ဒီမှာ లై မပြောင်းပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဒီမှာ data မှာရှိတဲ့ဒီဒီဘက်မှာရှိတဲ့ create link to source data ဆိုတာကိုမနှိပ်ခဲ့ပါအမှန်ချစ်ခဲ့ပါဘူး။ဒါလေးကိုအမှန်ချစ်ခဲ့ရင်တော့သူကပြောင်းနိုင်ဒီမှာ లై ပြောင်းပါမယ်။အဲ့ဆို okay ကျွန်တော်ကအခုရှိတခုရဲ့မှာပဲ summarize လုပ်နေတာ။အဲ့ဒါဆိုကျွန်တော်က create link to data source ကိုကျွန်တော်ပေးကြည့်မယ်။ okay နှိပ်ကြည့်မယ်။မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူကရှိတခုထဲမှာ ဒီ data တွေကို summarize လုပ်မယ်ဆိုလို့ရှင်တော့အဲ့ create link ကိုတုံးပြလို့မရပါဘူး okay ပြန်ပေးလိုက်အဲ့ဒါဆိုရင်ကျွန်တော်က sheet ခေါ်ပြီးမှလုပ်ကြည့်မယ်ပေါ့နော်အဲ့ဒါဆိုတော့ sheet ခေါ်လိုက်မယ်ဒီမှာ a1 မှာပဲ cursor ထားမယ် data တွေကိုတောင်းမယ် consolidate ကိုယူမယ်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော် reference ကိုတော့ client ကအတိုင်းမယ် january ကိုဆလတ်မှတ်လိုက်မယ်အဲ့ပြီးတော့ february ကိုလည်းကျွန်တော်ဆလတ်မှတ်လိုက်မယ် အထည့်လိုက်မယ်ပြီးရင် masler ကိုလည်းအဲ့လိုပဲကျွန်တော် select မှတ်မယ် add လိုက်မယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်ခဏနေရအတိုင်း draw left column create link to source data ကိုပေးလိုက်မယ်ဒီမှာဆိုလို့ရှိရင် customer က6ရောက်ပေါ်လာပါတယ်ဒီမှာလည်းပေါ်လာတယ်အဲ့ဆိုတော့ကျွန်တော်တို့ January မှာ6300ဖြစ်ပါတယ်ဒီမှာ February မှာ6300မှာဒီမှာ76သိန်းပါဒီမှာ ဒီပေါ်နေပါတယ်เนาะ16ဒိန်ဆိုရင်ဒါတွေအားလုံးကို ပေါင်းလိုက်မယ်ဆိုလို့ရှိရင်29ဒိန်တတောင်းပါเนาะဒီမှာလဲကျွန်တော်တို့29ဒိန်ဒီမှာ2ဒိန်ပါဒီမှာကကျွန်တော်ဇန်နဝါရီ3ဒိန်ဖြစ်နေပါတယ်เนาะအဲဒါဆိုကျွန်တော်ဒီဇန်နဝါရီကခါနေတော့ကကျွန်တော်ပြန်သွားလုပ်ကြည့်မယ်ပေါ့เนาะ A1 မှာခုနကဒိန်3တောင်းကျွန်တော်ပြန်ရိုက်ခဲ့တဲ့ဟာလေးရှိနေလို့ပါဒေတာတွေကိုတွားပြီးတော့ကျွန်တော်ဒီမှာပေါ့เนาะငကိုအတိုင်းလေးပဲကျွန်တော်ပြန်ထားအောင် ဒီ create link to data source ကိုလည်း okay ကိုပေးလိုက်မယ်ဆိုရင်ဒီမှာ29တိန်း1000ပါနော်29တိန်းတထောင်ပါဒီမှာ2သိန်းပါအဲ29တိန်းတထောင်ဆိုကျွန်တော်ဒီမှာလာပြီးတော့မှ A1 ကိုကျွန်တော်3သိန်းလို့ပြင်လိုက်ပါဒီမှာမပြောင်းပါဘူးဒီမှာကတော့3သိန်းလို့ပြောင်းသွားပါပြီ ဒါလေးကတော့ feeling to data source ကိုအသုံးပြုတာနဲ့အသုံးမပြုတာကွာသွားတာပါ။အဲဆိုတော့ဒီတရှိတဲမှာပဲရှိနေတဲ့ဓာတ်တွေကိုသုံးလို့ရရလားဆိုတော့မဟုတ်ပါဘူး။အဲတရှိစီမှာပေါ့နော်ရှိနေတဲ့ data တွေကိုလည်းဒီလိုပဲ summarize လုပ်လို့ရပါတယ်။ဒါကတော့ data တဲမှာရှိတဲ့ consolidate အသုံးပြုနည်းဖြစ်ပါတယ်။အဲနောက်တစ်ခုကဒီနေရာမှာပေါ့နော်ကျွန်တော်တို့ကဒီ data တွေကိုသွားလိုက်မယ်။ ရှိသူကိုပဲကျွန်တော်ပြန်သွားပြီးတော့ဒီကောင်လေးကိုကျွန်တော် select ပြန်မှတ်လိုက်မယ်ပေါ့နော် select ပြန်မှတ်ပြီးတော့ data ထဲမှာရှိတဲ့အထက်အနေကျွန်တော်က data တွေပတ်ပြီးတော့ကျွန်တော်ကတကယ်လို့ dot row ကိုကျွန်တော်မယူဘူး dot row ကိုဖြုတ်လိုက်မယ်ဆိုလို့ပေါ့မယ်ဆို okay dot row ကိုဖြုတ်လိုက်မယ်ဆိုလို့ရှိရင်တော့သူကအားလုံးကို January February month ဆိုပြီးတလာချင်းစီမပြပါတော့ဘဲနဲ့ total ကိုပဲကျွန်တော်ပြသွားမှာပါ A1 ရဲ့ total ဆိုရင်3သိန်း8000 3သိန်း8000 5သိန်း6000ပေါ့နော်4သိန်း8000 5သိန်း6000အောင်ကောင်းဆိုရင်3သိန်းအဲ့လိုမျိုးပြသွားပေးပါတယ်အဲတကယ်လို့ကျွန်တော် ော်တို့ကဒီမှာ data တွေကိုကျွန်တော်ပြန်သွားမယ်အဲ dot row ကိုယူမယ် left column ကိုဖြုတ်လိုက်မယ်ဆိုရင်လည်းသူကဒီမှာ January February month ဆိုပြီးတော့ left column ကိုယူရင်းနဲ့ကြာသွားပါတယ်နှစ်ခုစလုံးကိုယူလိုက်မယ်ဆိုရင်တော့သူကနှစ်ခုစလုံးကိုပြပေးပါနှစ်ခုစလုံးပြပေးပါပေါ့နော်နှစ်ခုစလုံးကိုယူထားပါမယ် okay လို့ပေးလိုက်ပါမယ်။ဒါလီကတော့ data ထဲမှာရှိတဲ့ data 2တဲ့က consolidate နဲ့မတူညီတဲ့ rate မှာရှိတဲ့မတူညီတဲ့ table တွေမှာရှိတဲ့ consolidate တွေကို bound consolidate တွေကို consolidate နဲ့ summarize လုပ်နေလေဖြစ်ပါတယ်။အဲ့လိုလုပ်ဖို့ဆိုရင် column level column အကြီးအတွက်တူရပါမယ်။အဲ့ဒီလာဟိုဒီနေ့မျှဝေပြီးတာဖြစ်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်